ားလုံးပဲမင်္ဂလာပါ GDS Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်1 Championship ကတော့ဆိုလင်ဦးရဲ့နောက်ပွဲတွဲဆိုင်ကိုလည်းချပြလာခဲ့ပြီပဲဖြစ်ပါတယ်ဆိုလင်ဟိုဟာစာချုပ်ရပြီးမှရှုံးပွဲတွေဆက်နေခဲ့တယ်ဆိုပေမဲ့လို့1 Championship ကသူကိုအမေရိကန်မှာကျင်းပမယ်1173ပြိုင်ပွဲကြီးမှာပွဲတက်ပေးလိုက်တာပါဆိုလင်ဦးရဲ့ပြိုင်ဘက်ကတော့မွေထိုင်းလောကရဲ့ Wyatt Fighter တူဖြစ်တဲ့ Liam Harrison ပဲဖြစ်ပါတယ်လီယန်ဟယ်ရီဆန်ကတော့မွေထိုင်းကမ္ဘာချန်ပီယံ၃ချိန်ထိကိုမှဖြစ်ခဲ့ပူပါရင် ဝမ်ချန်ပီယံရှစ်မှာတော့ရလက်တိတ်မကောက်ခဲ့ပဲနဲ့6ပွဲထိုးသက်ပြီးတော့2ပွဲတာအနိုင်ရရှိခဲ့ထားတာပါပြီးခဲ့တဲ့နှစ်စက်တင်ဘာလတုန်းကကျင်းပခဲ့တဲ့1 160အိမ်မှာလဲဆိုလင်ဦးရဲ့ပြိုင်ပတ်ဟောင်းတူဖြစ်တဲ့ဆက်ဆန်ကိုလည်းရှုံးနေပြီးတော့မူထိုင်းလောကကနေကိုအနားယူခဲ့တာပဲဖြစ်ပါတယ်အခုတော့အနားယူရကနေပြီးတော့ပြန်လာခဲ့ပြီးဆိုလင်ဦးနဲ့ထိုးသက်သွားတော့မှာပဲဖြစ်ပါတယ်ဆိုလင်ဦးအနေနဲ့ဝမ်ချန်ပီယံရှစ်ကိုစရောက်ခဲ့တဲ့ကလီယန်ဟယ်ရစ်စင်နဲ့ပွဲတည့်ပေးတဲ့နေဆိုပြီးတော့အကြံပြုတာတွေလည်းရှိခဲ့ပါတယ်ဒီလိုမျိုးအကြံပြုကြတဲ့ကြောင်းရင်းကလည်းရှိနေပြန်ပါတယ် ။လီယန်ဟယ်ရီစင်ကတခါတော့ကတော့မြန်မာရိုးရာလက်ဝဲကိုဝေဖန်ခဲ့မှုပါရင်၂019ခုနှစ်လောက်တုန်းကလီယန်ဟယ်ရီစင်ကတော့မွေထိုင်ကလက်ဝဲထက်ကိုပုံမာတယ်လို့ပြောခဲ့တာဖြစ်ပြီးတော့အဲ့ဒီတုန်းကဒေဝါနဲ့လည်းပြဿနာတွေဖြစ်ခဲ့ရပါရင်ဒါကြောင့်မလို့သူ့ကိုရိုးရာလက်ဝဲလောကရဲ့ကနဝင်တူဦးလည်းဖြစ်တယ်။ဆိုလင်ဦးနဲ့ကိုပွဲတဲပေးစီခြင်းကြတာပဲဖြစ်ပါရင် အခုတော့ပရိသတ်တွေရဲ့ဆန္ဒကတော့အမှန်တကယ်ကိုဖြစ်လာတော့မှလည်းဖြစ်ပါရင်ဆိုလင်ဦးနဲ့လီယန်ဟယ်ရီဆန်တို့ရဲ့တွဲဆိုင်ကလာမယ့်အော်ဂိုလာတရက်နေ့အမေရိကန်နိုင်ငံဒန်ဗာမြို့မှာကျင်းပမယ့်1173ပြိုင်ပွဲမှာပါဝင်လာမှာဖြစ်ပါရင်အချိန်အဖြစ်ကလည်းလေးလကျော်လောက်လိုသေးတာကြောင့်ပြင်ဆင်ခြင်းကောင်းကောင်းရပါလေဖြစ်ပါရင်တုံးပွဲဆက်ရှုံထားတာကမှ1 championship က1173လို့ပြိုင်ပွဲကြီးမှာပွဲတက်လာပေးခဲ့တာကိုကြည့်မယ်ဆိုရင်တော့မြန်မာပရိသတ်အောက်ကိုတော်တော်လေးကိုမှအလေးထားတာလည်းတည်တာပါရင်ဒီဘက်ကတော့ဆိုလင်းအတွက်ကိုမှတာဝန်ကြီးတဲ့ပွဲတစ်ပွဲလို့ဆိုရမှာပဲဖြစ်ပါရင် တစ်ဖက်ကတော့ရိုးရလက်ဝဲလောကကိုဝေဖန်ထားခဲ့တဲ့ fighter ကြီးဖြစ်တာကြောင့်အဲ့ဒီအတွက်လေအကျွေးပြန်ဆက်ရပေးရမှာဖြစ်တယ်လို့ရှုံးနေသွားခဲ့ရင်လေဂုံတိတ်ခါပိုင်းထိခိုက်လာနိုင်ပါတယ် နောက်ပြီးတော့သူကိုယ်တိုင်ကလည်းစာချုပ်ရပြီးမှသုံးပွဲဆက်ကိုရှုံထားလို့ဒီပွဲမှာနိုင်ပွဲကိုပြန်ယူပြတင်နေပြီလည်းဖြစ်ပါတယ်။ဒီဘက်ကတော့ Fighter G ကလည်းစွမ်းဆောင်ရည်အရာအကြပိုင်းကိုရောက်နေပြီဖြစ်ပြီးတော့ဆိုလင်းဦးပြန်ပန်ဟောင်းဆက်ဆက်ကိုတော့မှအလေးထိုးနဲ့ကိုပါရှုံနေထားကြရတာပါ။ဒါကြောင့်မလို့ဆိုလင်းဦးဟာလည်းအကောင်းဆုံးသာလုံပြနိုင်မယ်ဆိုရင်တော့ဒီပွဲမှာနိုင်ပွဲပြန်ယူသွားနိုင်ချေလေးရှိပါတယ်။နောက်တစ်ချက်အနေနဲ့ကတော့1173ပြန်ပွဲဟာလည်း PPV ပြန်ပွဲဖြစ်တဲ့အတွက်ကိုပါ bonus ကျေဒေါ်လာ9000လဲမျှော်လင့်ခွင့်ရှိနေပါတယ်။ ဒါပေမဲ့လို့ bonus ကြေးရဖို့အတွက်ကတက်မှတ်ဝိတ်တွင်းကိုမှဝင်ဖို့နဲ့ hydration test အောက်မိုးကလည်းလိုပါသေးတယ်။ပြီးခဲ့တဲ့နှစ်ပွဲဆက်တိုက်တက်မှတ်ဝိတ်တွင်းမဝင်နိုင်ခဲ့တဲ့ဆိုလင်ဦးအတွက်ကိုတော့ဒီပွဲမှာတော့ဒါမျိုးထပ်မပြေအောင်လို့ပြင်ဆင်ဖို့ကလည်းလိုအပ်နေပါသေးတယ်။ဆိုလင်ဦးအနေနဲ့ဒီပွဲမှာတက်မှတ်ဝိတ်တွင်းဝင်ရောက်နိုင်ပြီးတော့နိုင်ပွဲလေးရယူသွားနိုင်မလားဆိုတာကတော့စောင့်မျှော်ကြည့်ရှုသွားရမှာပဲဖြစ်ပါသေးတယ်။ ဂျော့ရှွာဗန်ဟားဆိုရင်လည်းပဲ ranking ဖြိုချလိုက်တဲ့အပေါ်မှာမကျင်မနှက်ဖြစ်ခဲ့ပြီးတော့ဝေဖန်မှုတွေကလည်းလုပ်ခဲ့ပါတယ်။သူဟာလည်း race ရူရာကိုအနိုင်ယူခဲ့ပြီးတဲ့ပွဲပြီးမှလည်း ranking ထဲကိုပြန်မပါဝင်လာခဲ့ပါဘူး။ဒါကြောင့်မို့လို့ဝေဖန်မှုတွေဆက်လုပ်ခဲ့ပြီးတော့ ranking ကအရင်မပါဘူးဆိုပြီးတော့ပြောလာခဲ့ပါတယ်။ ဂျော့ရှူအာဗန်ရဲ့ဝေဖန်မှုတွေကို UFC ကလည်းတတိထားမိသွားခဲ့ပုံရပါတယ်။အခုဆိုရင်တော့ UFC ကဂျော့ရှူအာဗန်ကို Flyweight Ranking ထဲမှာပြန်ထည့်ပေးလာခဲ့ပြီပဲဖြစ်ပါတယ်။ဂျော့ရှူအာဗန်ဟာလည်းအဆင့်15နေရာမှာပဲပြန်လည်ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။မူလအဆင့်15မှာရှိနေခဲ့တဲ့ဂျော့ရှူအာဗန်ရဲ့ပြိုင်ပွဲဟောင်းကြီး Charles Johnson ကတော့အဆင့်14ကိုတက်သွားခဲ့ပါတယ်။အကြောင်းမလို့ UFC Flyweight တန်းရဲ့ Ranking ထဲကနေပြီးတော့ဖြုတ်ချခံလိုက်ရတဲ့ Fighter ကတော့ Japan Fighter Kaisa Kura ပဲဖြစ်ပါတယ်။ကဲစားကူရာဟာဆိုရင်တော့ပြန် UFC မှာတပွဲပဲထိုးတက်ရပြီးတော့အဲ့ဒီတပွဲကလည်းချန်ပီယံလူပွဲပဲဖြစ်ပါရင် အဲ့ဒီပွဲမှာလည်း Flyweight Champion ကြီး Alexander Panto ကြောင့်လည်းရှုံးနေခဲ့ရတာဖြစ်ပါတယ်။နိုင်ပွဲမရထားခဲ့ပေမဲ့လို့ UFC ကသူ့ကိုပုံရိပ်ကျ ranking ထဲမှာထည့်ပေးထားခဲ့တာပဲဖြစ်ပါတယ်။အခုတော့ UFC က Kaiser Kuya ကိုဖြုတ်ချပြီးတော့ Joshua Ben ကို ranking ထဲကိုပြန်ထည့်ပေးလိုက်တာပဲဖြစ်ပါတယ်။ Joshua Van ဟာ UFC ကိုစားရောက်ကြတဲ့ကပွဲကိုကျန်းခဲ့ပြီးတော့လူစားဝင်ထိုးဖို့လိုလာရင်လည်းမငင်းညို့ပဲနဲ့ထိုးတက်ပေးခဲ့တာဖြစ်ပါရင်အခုလဲ Joshua Van ဟာသူ့အနေနဲ့နောက်လာမယ့်ပွဲမှာပွဲပြန်ပြီးတော့ထိုးတက်သွားခြင်းတဲ့အကြောင်းကိုပြောလာခဲ့ပါရင်ဒီတွက်ကလည်းသူ့ရဲ့မန်နေဂျာကိုပွဲစီစဉ်ဖို့ပြောထားပြီးပြီလို့လည်းတည်ရပါရင်သူ့ရဲ့နောက်ပွဲက Ranking Dagger Fighter နဲ့ပဲဖြစ်လာဖို့များပါရင်နောက်ပွဲမှာအနိုင်ယူလိုက်မယ်ဆိုရင်တော့ Ranking နဲ့မှာပိုကောင်းတဲ့ရည်တည်ချက်တစ်ခုကိုလည်းရရှိလာနိုင်ပါရင် ။အကြတေးကင်တုံးကဂျပန်မှာကျင်းပမဲ့1172ပြိုင်ပွဲကြီးအတွက်ကိုတင်းစားရှင်းလင်းပွဲအခမ်းအနားကိုကျင်းပသွားခဲ့ပါတယ်။အဲ့ဒီတင်းစားရှင်းလင်းပွဲနဲ့အတူ Fighter တွေ Freezer လောက်ခဲ့ကြတဲ့အစီအစဉ်ကလည်းပါဝင်နေခဲ့ပါတယ်။ဝမ်ချမ်ပီယံရှစ်ကဖေးဆော့တွေဟာဆိုရင်တော့ UFC ကလိုမမတက်တက်ပုံစံမျိုးတွေရန်လိုတာတွေမရှိပဲနဲ့ဖိုက်တာတွေကလည်းတစ်ဖက်နဲ့တစ်ဖက်ကိုမှလေးစားမှုပြသကြပါရင် ဗမေလူစိတ်ဝင်စားဖို့ကောင်းတာကတော့နဗီနဲ့စူပါလက်ရဲ့တွဲဆိုင်တို့ပဲဖြစ်ပါတယ်။သူတို့နှစ်ယောက် face off လုံးကြရမှာတော့စူပါလက်ဘက်ကတော့ပြုံးပြခဲ့ပေမဲ့လည်းနဗီကတော့ပြန်ပြုံးပြခဲ့ခြင်းမရှိဘဲနဲ့ရုပ်တည်တည်နဲ့ပဲနေခဲ့တာဖြစ်ပါတယ်။နဗီအနေနဲ့ရှုံးကျွေးပြန်ဆက်ဖို့အတွက်ကလည်းဆန္ဒပြင်ပြနေတယ်ဆိုတာလည်းမြင်တွေ့ရနိုင်ပါတယ်။တူကူကိုရိုင်းကလည်းချန်ပီယံဖြစ်ဖို့ထက်ကိုမှရှုံးကျွေးပြန်ဆက်နိုင်ဖို့ပဲခေါင်းထဲရှိတယ်ဆိုပြီးတော့ပြောထားခဲ့ပါတယ်။စူပါလက်ဘက်ကတော့နဗီကောင်းလာတယ်ပဲပဲ။သူ့ရဲ့တွေ့ကြုံကပဲစကားပြောသွားလိမ့်မယ်ဆိုပြီးတော့တုံ့ပြန်လာခဲ့ပါတယ်။ကျွန်တော်ရဲ့အားသာချက်ကပါလဲဆိုရင်တော့တွေ့ကြုံပိုင်းပဲဖြစ်ပါတယ်။ ကျွန်တော်ကဒီကစားနီးမှာဝိုင်းရင်တူဖြစ်ပါတယ်။နောက်ပြီးတော့ဒီပွဲတာ၅ကြီးအထိကိုမှထိုးတက်သွားရမယ်ဆိုရင်တော့ကျွန်တော်ကတော့ပို့ပြီးတော့အားတာနိုင်ပါတယ်။ဘာလို့လဲဆိုရင်တော့ကျွန်တော်ကဒီမတိုင်ခင်တုန်းကတည်းက၅ကြီးပွဲတွေထားလျှောက်ကိုမှထိုးလာခဲ့တာမလို့ပဲဖြစ်ပါတယ်။ဆိုပြီးတော့စူပါလက်ကတော့ပြောသွားခဲ့တာပဲဖြစ်ပါတယ်။နဘီနဲ့စူပါလက်တို့ရဲ့ပထမပွဲစဉ်တော့ကတော့နဘီဟာစူပါလက်ကိုဘလို့မှမရှင်နိုင်ပဲနဲ့အရှုံးပေးခဲ့ရတာပဲဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာတော့နဘီဟာတိတိတသားကိုတိုးတက်လာခဲ့နေပြီဖြစ်တယ်လို့အယမောအာသာချက်ကိုလည်းကောင်းကောင်းအတုံးချနေနိုင်ပြီပဲဖြစ်ပါတယ်။ဒါပေမဲ့လို့စူပါလက်ကလည်းလက်ရှိ1ချက်ပြန်ရှိရအကောင်ဆုံး Pound for Pound Sticker တရားလို့ပြောလို့ရပါတယ်။ဒီဘွဲမှာသူ့အနေနဲ့ Locket တွေကိုတုံးပြီးတော့နဘီကိုအောက်ခြေပိုင်းကိုဖြိုးဖို့အတွက်ကိုစူးစမ်းလာနိုင်ပါတယ်။တက်လူဖိုက်တာနဲ့အတွေ့အကြုံရဲ့ Fighter G တို့ထိတိုက်တွေ့ဆုံကြမယ်ဒီဘွဲကလည်းတော်တော်လေးကိုမှစိတ်ဝင်စားဖို့ကောင်းနေပြပါတယ်။ Fighter ကနိုင်ဘွဲကိုရယူသွားနိုင်မလဲဆိုတာကတော့ဆက်လက်စောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်။ UFC ကတော့ Bantamweight Champion လူကြမဲ့မကြေပွဲတစ်ပွဲကိုစီစဉ်နေပြီလည်းဖြစ်ပါတယ်။အဲ့ဒါကတော့ Shao Meili နဲ့ Mirat Davalish ဖီလီတို့ရဲ့မကြေပွဲပဲဖြစ်ပါတယ်။တရားဝင်မကြေညာထားခဲ့ပေမဲ့လို့ဒီတွဲဆိုင်ဟာဇွန်လမှာကျင်းပမဲ့ UFC 360မှာဖြစ်လာဖို့လည်းရှိနေပါတယ်။ Shao Meili ကတော့သူ့လက်လွတ်ခံထားရတဲ့ Bantamweight ခပတ်ကို Mirat ကနေပြီးတော့ပြန်လည်စင်ခေါ်သွားမယ့်ပုံစံပဲဖြစ်ပါတယ်။သူတို့ညကတော့ပြီးခဲ့တဲ့နှစ်စက်တင်ဘာလမှာကျင်းပတဲ့ UFC 360မှာတော့ကလည်းပထမအဦးဆုံးကျင်းတဲ့ကိုမှထိုးတက်ခဲ့ကြတာဖြစ်ပါတယ်။ အဲ့ဒီတော့ကတော့မေရက်ကပဲ၅ကြီးစလုံးအသာကြီးကစားပြသွားခဲ့ပြီးတော့ရှောင်းမဲလီကိုအမှတ်နဲ့ကိုမှအနိုင်ယူသွားခဲ့တာပဲဖြစ်ပါတယ်။တကယ်တမ်းမှဆိုရင်တော့ဒီနာဝိုက်ကဒီတွဲဆိုင်ကိုချက်ချင်းတောင်မှမချေပွဲပေးခြင်းခဲ့တာပါ။ဒါပေမဲ့ရှောင်းမဲလီကတော့တေချာပြက်ပြင်းဆင်ခြင်းနေတာကြောင့်မချေပွဲကိုလက်မခံခဲ့ပါဘူး။ဂျားရင်းမှာမေရက်ကဥမာနာမကိုမဲရုကိုအနိုင်ယူပြီးတော့ချန်ပီယံပွဲကိုကာကွယ်ပြထားခဲ့ပါတယ်။အခုတော့ရှောင်းမဲလီကလည်းကိုလာလောက်ကိုမှအချိန်ယူပြင်ဆင်ထားပြီးဖြစ်တာကြောင့်မချေပွဲဖြစ်လာတော့ပါလေဖြစ်ပါတယ်။ မိဘကတော့တက်လို့တော်တော်လေးကိုကောင်းတဲ့ fighter ဖြစ်ပြီးတော့သူ့ရဲ့ပွဲတွေကတော့အချီးပြေးကိုမှဆွဲခေါ်ကစားတက်ပါရင်ရှောင်းမယ်လီအနေနဲ့ကတော့ဒီပွဲမှာထိတ်တောင်း defense ပိုင်းကိုဘယ်လောက်ထိကိုမှထပ်ပြီးတော့အဆင်မြင့်လာနိုင်မလဲဆိုတာကိုစောင့်ကြည့်ရမှာလည်းဖြစ်ပါရင်သူ့အနေနဲ့တစ်ချက်ကောင်းကိုစောင့်ပြီးတော့အလဲထိုးနိုင်မှပဲအနိုင်ရဖို့ဖြစ်နိုင်မယ်လို့ထင်ပါရင်မဟုတ်ရင်တော့ဒီပွဲမှာလည်းမိဘကပဲ champion ပွဲကိုကာကွယ်သွားနိုင်ပုံများပါရင်လာမယ့်လမှာကျင်းပသွားမယ့် UFC 340ပြိုင်ပွဲကြီးမှာဆိုရင်လေ live ပွဲကြတဲ့ပွဲလေးပါဝင်လာဖို့ရှိပါရင် အဲ့ဒါကတော့ပရီပင်းပလက်နဲ့မိုက်ကယ်ချန်ဒရလာတို့တွဲဆိုင်ပဲဖြစ်ပါတယ်။ဒီတွဲဆိုင်ကတော့ UFC 340ပြိုင်ပွဲရဲ့ဒုတိယခေါင်းပွဲအနေနဲ့ကိုမှထိုးတက်သွားကြမှာလည်းဖြစ်ပါတယ်။မိုက်ကယ်ချန်ဒရလာဟာကြားရဲမှာကော်နာမက်ဂရဂါနဲ့ကိုပွဲဖြစ်လာဖို့အတွက်ကိုထိုင်ဆောင်ရင်းနဲ့တော်တော်လေးကိုမှအခြေပုတ်သွားခဲ့ရပါတယ်။နှစ်နီးပါးပွဲဝေးသွားခဲ့ရပြီးတော့ပီကတဲ့နှစ်နိုဝင်ဘာလတုန်းကပွဲပြန်ထိုးရမှာလည်း Charles Oliveira ကလည်းရှုံးနေထားခဲ့ရပါတယ်။ ဖန်တီကတော့ UFC မှာရှောပွဲလုံးဝမရှိသေးတဲ့ fighter တစ်ယောက်လည်းဖြစ်ပါတယ်။သူကတော့ UFC မှာ6ပွဲထိုးတက်ထားပြီးတော့6ပွဲစလုံးကိုလည်းအနိုင်ယူထားနိုင်ပါတယ်။ နောက်ဆုံးပွဲဖြစ်ကုန်မှာပြီးခဲ့တဲ့ဇူလိုင်လမှာကျင်းပတဲ့ UFC 304မှာ Body Green နဲ့ကုန်မှာထိုးတက်ခဲ့ပြီးတော့ပထမအချိန်မှာချုပ်ကွက်တဲ့ကိုအနိုင်ရခဲ့ပါတယ်။ဒီနိုင်ပွဲကြောင့်ပဲ Buddy ဟာ UFC Lightweight တန်ရဲ့ ranking မှာပါဝင်လာနိုင်ခဲ့ပြီးတော့အဆင့်15နေရာမှာရပ်တည်နေပါတယ်။သူကလည်း well rounded ဖြစ်တဲ့ fighter တူလို့ပြောလို့ရပြီးတော့ fighter ဘဝမှာအလဲထိုးနိုင်ပွဲတွေရောချုပ်ကွက်တဲ့ပွဲသိမ်းနိုင်ခဲ့တဲ့ပွဲတွေရောရှိထားခဲ့ပါတယ်။ Michael Chandler နဲ့ပွဲကတော့သူ့အတွက်ကိုပထမဦးဆုံးအချိန်ဖြစ်ပြီးတော့ခေါင်းပိုက် fighter တယောက်နဲ့ကိုထိုးတက်သွားရမှာလည်းဖြစ်ပါတယ်။ Michael ကတော့ Bellator Champion ဟောင်းတူဆို ပေမဲ့လို့ UFC မှာတော့ရလက်တိမ်မကောင်းထားပါဘူး။ဘာဖြစ်ဖြစ်တူကဖိုက်တာချန်တူဖြစ်တယ်လို့အတွေ့အကြုံရကလည်းပူတာကြပါဘူး။ဒါကြောင့်မလို့ပတ်တီအနေနဲ့ကတော့ short တွက်လို့မရပါဘူး။ဒီဘက်ကတော့သူ့အတွက်ကိုမှခေါင်းပိုင်းကိုတက်လန်းနိုင်မယ်ခွင့်ရဖြစ်ပြီးတော့အကောင်းဆုံးအသုံးချနိုင်သွားမလားဆိုတာကတော့စောင့်ကြည့်ရမှာလည်းဖြစ်ပါဘူး။ပတ်တီကတော့သူ့အနေနဲ့ဒီပွဲမှာ Michael Chandler ကိုအလဲထိုးပြမယ်ဆိုပြီးတော့ပြောသွားခဲ့ပါဘူး။တရားတာတစ်ခုကတော့သူ့အနေနဲ့ကျွန်တော်ကိုထိတ်တောင်းချမှာတော့မဟုတ်ဘူး။ဘာလို့လဲဆိုရင်တော့ ground မှာသူပဲချုပ်ခံရနိုင်တဲ့အကြောင်းကိုသူကိုယ်တိုင်လည်းသိပါပါ။ စတန်ဖိုင်မှာဆိုရင်လည်းကျွန်တော်ကသူ့ကိုအလဲထုတ်ပြပါပါ။ခြေကန်ချက်တွေနဲ့တောင်မှပွဲသိမ်းပြနိုင်စွမ်းရှိပါရင်ဆိုပြီးတော့ပတ်တွေကပြောဆိုသွားကြတာပဲဖြစ်ပါပြီ။1172ပြိုင်ပွဲမှာဆိုရင်တော့အမျိုးသမီးခပ်ပတ်လူပွဲတွဲဆိုင်တစ်ပွဲလည်းပါဝင်လာတော့မှာဖြစ်ပါပြီ။အဲ့ဒါကတော့ပတ်ဂျီဂျာနဲ့ကာနာဒိုရဲ့အတန်ဝိတ်ကစ်ပေါင်စင်ခပ်ပတ်လူတွဲဆိုင်ပဲဖြစ်ပါပြီ။ထိုင်းဖိုက်တာပတ်ဂျီဂျာဟာဆိုရင်တော့2023ခုနှစ်တုန်းကဝမ်ချန်ပီယံရှစ်ကိုရောက်လာခဲ့တာပဲဖြစ်ပါရင် ကြကြကားတော့အစာပိုင်းမှာဝမ်ချန်ပီယံရှစ်မှာဝေထိုင်းပွဲတွေကိုစတင်ထိုးတက်ခဲ့တာဆိုပေမဲ့လို့နောက်ပိုင်းမှာကစ်ဘောက်စင်တွေကထိုးတက်လာခဲ့ပါပြီ။ပြီးခဲ့တဲ့နှစ်တုန်းကတော့ဂျနက်ထော့ကိုအနိုင်ယူပြီးတော့အတန်ဝိတ်ကစ်ဘောက်စင်ချန်ပီယံတူဖြစ်လာခဲ့ပါပြီ။ လက်ရှိမှာတော့ပက်ဂျီချာဟာသူမရဲ့ကစ်ပေါက်စင်ခပတ်ကိုကောက်ွယ်သွားရတော့မှဖြစ်ပြီးတော့လမ်းမဲ့1172ပြိုင်ပွဲမှာတော့ဂျပန်ဖိုက်တာကာနာနဲ့ကိုထိုးတက်ပြီးတော့ခပတ်ကောက်ွယ်သွားရတော့မှလည်းဖြစ်ပါတယ်။ဂျပန်ကစ်ပေါက်စင်လောကမှာနာမည်ရထားပြီးသားဖြစ်တဲ့ကာနာကိုဝမ်ချမ်ပီယံရှစ်ကတော့အစောကတည်းကကိုမှချန်ပီယံလူ့ခွင့်ပေးခြင်းခဲ့တာပါ။ဒါပေမဲ့လို့ကာနာကတော့အဖွင့်ပွဲမှာအနေဆာမက်ဆန်ကိုရှုံးနေတော့ခဲ့ရပါတယ်။ဝမ်ကတော့သူမကိုနောက်တစ်ပွဲကိုထပ်ပြီးတော့စီစဉ်ပေးပြီးတော့အဲ့ဒီပွဲမှာတော့မိုဝါကာဆန်ကိုအနိုင်ယူနိုင်ခဲ့တာကြောင့်ခပတ်လူ့ခွင့်ကိုပေးလိုက်တာပဲဖြစ်ပါတယ်။ ပကြီကြာကတော့ဒီပွဲပြီးရင်အတန်ဝဲမွေထိုင်းခပတ်ကိုစင်ခေါ်ဖို့အတွက်လည်းပြတ်မှတ်ထားနေခဲ့ပါတယ်။သူမအနေနဲ့နှစ်မကုန်ခင်မှာမွေထိုင်းချန်ပီယံခပတ်ကိုစင်ခေါ်ခြင်းနဲ့အကြောင်းကိုလည်းပြောသွားခဲ့ပါတယ်။ဝမ်ချန်ပီယံရှစ်ကိုစရောက်ကြတဲ့ကဝေထိုင်းချန်ပီယံဖြစ်ဖို့အတွက်ကိုအိမ်မက်မက်ခဲ့ရတာပဲဖြစ်ပါတယ်။အခုလည်းအဲ့ဒီအိမ်မက်ကိုဆက်မက်နေတော့ပဲဖြစ်ပါတယ်။ဒီနေ့မကောခင်အဲ့ဒီအိမ်မက်ကိုအကောင့်ထဲဖော်သွားခြင်းပါတယ်။ဒီဘက်ပြင်းတော့ဝေထိုင်းခပတ်လူခွင့်အတွက်ကိုမှတောင်းဆိုသွားမှာပါဆိုပြီးတော့ပကြီကြာကလည်းပြောဆိုသွားခဲ့တာပဲဖြစ်ပါတယ်။လက်ရှိဝမ်ချန်ပီယံရှစ်ရဲ့အတန်ဝဲဝေထိုင်းချန်ပီယံရှစ်ကတော့အလက်စီယာရိုဒီကော့စ်ပဲဖြစ်ပါတယ်။ သူမကတော့ပတ်ချီချာရဲ့ကစ်ပေါစင်ခပတ်ကိုစင်ခေါ်ကျင်တယ်လို့လည်းပြောထားခဲ့ပါရင်ဒါကြောင့်မလို့သူတို့နှစ်ယောက်ရဲ့တွဲဆိုင်ကတော့အမှန်တကယ်ဖြစ်လာနိုင်ချေတော့ရှိနေခဲ့ပါရင်ဝမ်ချမ်ပီယံရှစ်ကတော့ဘသူကိုဦးစားပေးပြီးတော့ဘယ်ခပတ်ကိုလူခိုင်းမလဲဆိုတာပဲစောင့်ကြည့်သွားရမှာဖြစ်ပါရင်ဒီနေ့တင်ဆက်မှုလေးကတော့ဒီလောက်ပါပဲနော်နောက်လာမယ့်နေ့ရက်တွေမှာလည်းအာကစားလောကကစိတ်ဝင်စားစရာအကြောင်းအရာတွေကိုတင်ဆက်ပေးတော့မှာဖြစ်လို့ channel လေးကိုလည်း like and subscribe လေးလုပ်ထားပေးခဲ့ကြဖို့တောင်းဆိုချင်ပါတယ်အားလုံးပဲတာယာပျော်ရွှင်ပွဲကောင်းသောနေ့ရက်လေးတွေကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ